before the Empire rose, a crown fell into place. War ignited. Armies stood united. Beasts charged. And a king became legend. ဒီလိုမျိုးအမိုက်စား movie trailer တွေကို AI သုံးပြီးတော့15မိနစ်အတွင်းဘယ်လိုလုပ်မလဲဆိုတာကိုဒီဗီဒီယိုထဲမှာပြောပြပေးပါမယ်။လိုအပ်တဲ့ prompt တွေကိုကျွန်တော်တို့ document တစ်ခုထဲမှာစုထားတယ်။အဲ့ဒါကနေပုံထုတ်ဖို့အတွက် prompt သွားယူမယ်။ပြီးရင် ChatGPT မှာ paste ပြီးတော့ပုံထုတ်မယ်။ပုံရလာပြီဆိုတော့နောက်တော့ပုံထုတ်ဖို့အတွက် process ကလည်းဒီအတိုင်းပဲ document တွေမှာကူးမယ် ChatGPT မှာ paste မယ်။လိုအပ်တဲ့ပုံတွေအကုန်လုံးကိုဒီ process အတိုင်းပဲထုတ်လိုက်မယ်။ကျွန်တော်တို့အခု runway AI ကိုသုံးပြီးတော့ image to video ပြောင်းမယ်။ video ထုတ်တဲ့ prompt တွေကလည်း document တွေမှာပေးထားပြီးသားဆိုတော့ process ကအတူတူပဲပုံထည့်မယ် prompt တွေ paste မယ်။ဒီ တိုင်းဗီဒီယိုတွေအားလုံးရတဲ့အထိ generate လုပ်မယ်ဒီနေရာမှာကဲ၍ခင်ဗျားတို့ကဗီဒီယိုကိုပို့ idea နဲ့ကိုလုံးချင်နေဆိုလဲရတယ် ChatGPT တို့ DeepSeek တို့ Claude တို့ Grok တို့မှာ idea တွေ generate လုပ်လို့ရတယ်ကျွန်တော်ကတော့အခု ChatGPT သုံးပြီးတော့ idea generate လုပ်ပြထားတယ်ဥပမာ sci-fi movie trailer တခုလုံးချင်နေဆိုရင် brainstorm idea for ဘာညာဘာညာဆိုပြီးရေးလိုက်မယ်မြင်တဲ့အတိုင်းပဲ GPT က idea တွေအများကြီးထုတ်ပေးလာလိမ့်မယ်ဧည့်သည်အားကြိုက်တဲ့တခုကိုရွေးလိုက်ပြီးရင်ပုံထုတ်ဖို့နဲ့ဗီဒီယိုပြောင်းဖို့အတွက် prompt တွေတောင်းလိုက်မယ်ကျွန်တော်တို့က free version တွေပဲသုံးနေတဲ့အတွက်ကြောင့်မလို့လုံးဝအမှား ားမခံဘူးအဲ့တော့ prompt တွေကို teacher engineering လုပ်ထားဖို့လိုမယ်ဒီနေရာမှာ prompt engineering အကြောင်းကိုနားမလည်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အသေးစိတ်ရှင်းပြထားတဲ့ video မှာကြွကြည့်လို့ရတယ်အခုဆိုရင်ကျွန်တော်တို့ load တဲ့ clip တွေအကုန်လုံးရပြီဆိုတော့ narration ထုတ်ဖို့အတွက်11 labs မှာသွားလုပ်မယ်ဒီ website ကိုတချို့သိတဲ့သူတွေလည်းရှိမယ်ကျွန်တော်ကတော့မသိတဲ့သူတွေရှိမှာဆိုလို့ teacher ရှင်းပြပေးမယ်ဒီ website မှာ text to speech စာအနေအသံပြောင်းလို့ရတယ်ဒီမှာကောင်းတာက credit 1000ကျော်တောင်ပေးထားတယ်အဲ့တော့စာပိုင်းအရှိကြီးတွေထုတ်လို့ရတယ်သူတို့ trainer တဲ့ model တွေကအရန်ကို advance ဖြစ်တဲ့အခါကျတော့လူတွေတယောက်နဲ့တယောက် ောက်စကားပြောသလိုပဲ emotion ပါတယ် voice model တွေလည်းအများကြီးရှိတဲ့ခါကျတော့ကိုကြိုက်တဲ့အတန်ကိုရွေးလို့ရတယ်ဘာသာစကား30လောက်ရှိတယ်ဒါမဲ့မြန်မာတော့မပါဘူးဗျာခင်ဗျားတို့မြန်မာစကားနဲ့တုံးကျင်လို့ရှင်တော့တခြား website တွေမှာရှာလို့ရမှာပါနည်းနည်းပါးပါး Google မှာရှာကြည့်ပေါ့ကျွန်တော်ကတော့ဒီအင်္ဂလိပ်စကားပဲတုံးလိုက်တော့မယ်ဘာလို့လဲဆိုတော့မြန်မာစကားပြောတဲ့ AI နဲ့ကအရန်ကို weak လို့ပြီးတော့ emotion ကလည်းမပါဘူးအဲ့တော့ခင်ဗျားတို့လည်း emotion ပါတာ quality ကောင်းတာမျိုးလို့ချင်ရင်တော့အင်္ဂလိပ် voice model ပဲတုံးပထမဆုံးအကောင်းဖွင့်တဲ့နေရာမှာဘာမှအရေးမကြီးဘူးခင်ဗျားတို့ကိုယ့်ဟာကိုအဆင်ပြေတာဖြည့်ချင်တာဖြည့်ရွေးချင်တာရွေးအရင်ဆုံးကျွန်တော်တို့ voice model ရွေး းမယ်ဒီမှာခင်ဗျားတို့ကိုဟါကိုစိတ်ကြိုက် model တခုရွေးပေါ့ဒါမှမဟုတ်ကျွန်တော်ရွေးတဲ့ model သုံးချင်လဲရတယ်ဒီ narration အတွက် script ကိုလည်းခုန document နဲ့ကနေသွားယူလိုက်မယ်ဒီနေရာမှာခင်ဗျားတို့ကို idea နဲ့ကိုလုံးချင်နေဆိုလဲပုံစံအတိုင်း ChatGPT မှာသွားလုပ်အခု generate ပြီးပြီဆိုရင်ဒီအသံ file ကို download ဆွဲမယ်ကဲခင်ဗျားတို့အခုလောက်ရမှာ YouTube ကကြည့်နေဆိုရင် channel ကို subscribe လုပ် Facebook ကကြည့်နေဆိုရင်တော့ page ကို like and follow လုပ်သွားကြပါ Okay video ပြန်ဆက်ရ ChatGPT ကိုသွားပြီးတော့ကျွန်တော်တို့ရဲ့ဒီ movie trailer ထဲမှာ blue sound effects တွေကိုထည့်တင်လဲဆိုတာပြောပြပါဆိုပြီးတော့မေးလိုက်မယ်ကျွန်တော်တို့ရှေ့မှာပြော တစ်ခုကြံခဲ့လို့ဒီဗီဒီယိုအတွက် prompt တွေကတော့ YouTube မှာဆိုရင် description ထဲမှာ link ချထားပေးမယ် Facebook မှာဆိုရင်တော့ comment ထဲမှာ link ချထားပေးပါမယ်ကဲဒါဆိုအခု video clip တွေလည်းရပြီ stem file လည်းရပြီထည့်ရမယ် sound effects တွေလည်းရပြီဆိုတော့ကျွန်တော်တို့အဲ့အရာတွေကိုအကုန်ပေါင်းမိဖို့ပဲလိုပါတော့တယ်ဗီဒီယိုတွေအကုန်ပေါင်းဖို့အတွက်ကျွန်တော်ကတော့ CapCut ကိုသုံးတယ်တခြား video editing tool တွေဖြစ်တဲ့ Premiere Pro တို့ Leonardo DaVinci တို့ကိုသုံးမယ်ဆိုလည်းသုံးလို့ရတယ်ကျန်တာတွေကတော့ဘာမှခက်ခက်ခဲခဲမဟုတ်တော့ဘူး video editing tool ဆဲမှာထုတ်ထားတဲ့ clips တွေကိုအကုန်ဆက်လိုက်မယ်ပြီးရင် sound effects တွေကို ChatGPT ီပြောတဲ့အတိုင်းအုံတူနေရာနဲ့သူထည့်ပေးလိုက်ရင်ကျွန်တော်တို့လိုချင်တဲ့ movie trailer ရပါပြီနောက်ဆုံးကြံပေးချင်တာကတော့ဂျီမီအကောင့်နှစ်ခုသုံးခုလောက်ရှိရင်ပို့ပြီးတော့အဆင်ပြေအဲ့လိုဆိုရင်ပုံနေ video တွေကိုများများထုတ်လို့ရတော့ကိုစိတ်ကြိုက်တေချာပို့ပြီးအဆင်ပြေတဲ့အောင်ရွေးလို့ရတယ် ChatGPT မှာ sound effects တွေကို download ဆွဲဖို့တင်တွေပါတစ်ခါလေး download လို့ရတယ်ဒါပေမဲ့တစ်ခါလေကြရင်တော့သူပေးရဲ့ link တွေကအဆင်မပြေရာရှိရဲအဲ့လိုမျိုးပေးထားတဲ့ link တွေကအလုံးမဖြစ်ဘူးဆိုရင် ChatGPT ပြောထားတဲ့ sound effects တွေရဲ့နာမည်အတိုင်းမှာရှာပြီး download လို့ရတယ်